ဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိသတင်းသုံးပတ်ကြာကာလအတွင်းမှာပြစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်တန့်ထားမယ်လို့စစ်ကောင်စီကဧပြီလ2ရက်နေ့ညပိုင်းမှာတရားဝင်ထုတ်ပြန်ခဲ့ပေမဲ့နောက်တစ်နေ့မနေ့မိုးမလင်းငယ်ချိန်ကစပြီးတော့ဧပြီလ3ရက်နေ့တနေ့လုံးမှာဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်ပထမဆုံးဖြစ်စဉ်ကတော့သခိုင်းတိုင်းကဏီမြို့မှာဖြစ်ပွားခဲ့ပါတယ်သခိုင်းတိုင်းကဏီမြို့နယ်မှာရှိတဲ့မုတ်ထောနဲ့တောင်ပြောက်ကျေးရွာတွေမှာစစ်ကောင်စီကစက်တက်အလေဒီပါရာမော်တာ2စီးပြင်မှာ ဒရုန်းကိုပါအသုံးပြုပြီးတော့ AB လ3ရက်နေ့မွန်းလွဲ12နာရီ22မိနစ်12နာရီ35မိနစ်12နာရီ36မိနစ်12နာရီ38မိနစ်12နာရီ52မိနစ်အချိန်တွေမှာဘုံကျဲတာနဲ့ပြစ်ခတ်တက်ခိုက်တာတွေကိုလှုပ်သွားခဲ့ပါတယ်ပါရာမော်တာနှစ်စီးနဲ့ဘုံကျဲတက်ခိုက်မှုတွေလှုပ်နေတဲ့အချိန်အတွင်းမှာဒရုန်းအသုံးပြုပြီးတော့အကာအကွယ်ပေးခဲ့ပါတယ်ထိတွေ့တိုက်ပွဲလုံးဝမရှိဘဲနဲ့စစ်ကောင်စီကလာရောက်ပြစ်ခတ်သွားတာဖြစ်ပါတယ်တောင်ပြောက်ရွာနဲ့မုထောရွာတို့ဟာချင်းတမြေရဲ့အနောက်ဘက်ကမှာရှိကြပါတယ် မြစ်နောက်ဘက်ကမုတ်ထောနဲ့မြစ်အရှိဘက်ကနက်ကြီးနေရာဟာချင်းလွင်မြစ်ကိုအများဆုံးဖြတ်ကူးလက်ရှိတဲ့နေရာတနေရာဖြစ်ပြီးတော့စစ်ကောင်စီရဲ့ကင်းလှည့်ရေရင်တွေလည်းပကြခဏလာရောက်ပစ်ခတ်လက်ရှိတဲ့နေရာဖြစ်ပါတယ်။ဒါ့အပြင်ကဏီမြို့နယ်ယာကြီးတဝါတိုင်းကုန်းအနီးနားကိုလည်းစက်တပ်လေတီနဲ့ဘုံကျဲသွားပါတယ်။ပြီးခဲ့တဲ့ရက်တွေတုန်းကလည်းစလင်းကြီးချောင်းဦးတို့မှာတရက်မှမနာဘဲနဲ့နေစဉ်လိုလိုစက်တပ်လေတီနဲ့ဘုံကျဲခဲ့ပါတယ်။ဖြစ်စဉ်တွေကတော့စကိုင်းတိုင်းအင်းတော်မြို့မှာပါ။ စကိုင်းတိုင်းအင်းတော်မြို့မှာတော့အေဗီလာ3ရက်နဲ့မနေ့6နာရီအချိန်မှာ Y12 တိုက်လေရင်အသုံးပြုပြီးတော့ဘုံသီးအလုံး45လုံးကျဲချတိုက်ခတ်ခဲ့တယ်လို့လေချောင်းအန်ဒီရဲ့စောင့်ကြည့်ရင်ကင်းတောင်အဖွဲ့ Nationwide Air Scout NAS NAS ကထုတ်ပြန်ကြေညာပါတယ်အင်းတော်မှာတော့ဘုံကျဲတိုက်ခိုက်တဲ့အပြင်မှာပြည်ပမှာလည်းတော်လိုင်းရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲဖြစ်နေတာနှစ်ရက်စလိုက်ရှိပြီလို့တော်လိုင်းရေးအဖွဲ့တွေကအတည်ပြုပြောဆိုပါတယ် ဖြစ်စဉ်တုန်းကတော့မန္တလေးတိုင်းတောင်သာမြို့မှာပါမန္တလေးတိုင်းတောင်သာမြို့နယ်တဲတော်ကြီးရွာမှာလဲအေဘီလာ၃ရက်နေ့မနက်မလင်းသိမ်းပြီ၂နာရီမိနစ်20အချိန်မှာတည်းကဂျက်တိုက်လေရင်ဆက်တက်လေဒီတွေအသုံးပြုပြီးတော့ဘုံကျဲသွားခဲ့ပါတယ်ဘုံကျဲတဲ့အပြင်မှာဆက်တက်လေဒီဘော်ကနေပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလည်းပြုလုပ်သွားခဲ့ပါတယ်တိုက်ပွဲလုံးဝမရှိဘဲနဲ့ညအချိန်မှာအလစ်အငိုက်ဖမ်းပြီးတော့လာရောက်တိုက်ခိုက်သွားတာဖြစ်ပါတယ်တော်လိုင်းရေးသမားတွေရှိနေလိမ့်မယ်လို့ယူဆပြီးတော့ပစ်ခတ်ဘုံကျဲတိုက်ခိုက်မှုတွေကို အလစ်အငိုက်ဖမ်းပြီးတော့လုတ်သွားတာဆိုတဲ့သဘောမျိုးပါဒါပေမဲ့ဒေသခံတွေကတော့အဲ့ဒီရွာမှာတော်လှန်ရေးသမားတွေစကတ်ချနေထိုင်တာမရှိသလိုတိုက်ပွဲလည်းလုံးဝမရှိဘူးလို့ဆိုပါတယ်တိုက်ခိုက်မှုကြောင့်နေအိမ်တလုံးလုံးဝပျက်စီးကျေမွှသွားပြီးတော့ဘုံကြီးကြောင့်လည်းအမိုးပွင့်သွားတယ်လို့ဒေသခံတွေကပြောကြပါတယ်ဖြစ်စဉ်လေးကတော့စကိုင်းတိုင်း Homeland မြို့မှာဖြစ်ပွားတာပါ စကိုင်းတိုင်း Homeland မြို့ဖာနိုင်ကျွာနဲ့ပဲနုတ်ကျွာမှာ အီဗီလာ၃ရက်နေ့မနေ့၉နာရီမိနစ်၅၀အချိန်ကစပြီးတော့ MI2 စစ်ရဟတ်လေယာဉ်ကိုအသုံးပြုပြီးတော့တနေရာကိုဘုံအလုံး၂၀စီကျဲချသွားခဲ့တယ်။အဲလိုလေချောင်းအန်ရဲ့စောင့်ကြည့်ရေးကင်တောက်အဖွဲ့ Nationwide Air Scout NAS ကထုတ်ပြန်ကြေညာပါတယ်။ဖြစ်စဉ်ကတော့ကချင်ပြည်နယ်ဗမော်မြို့ပါ။ကချင်ပြည်နယ်ဗမော်မြို့မှာလည်းအီဗီလာ၃ရက်နေ့မနေ့၈နာရီ၄၀မိနစ်အချိန်မှာ Y12 အမျိုးအစားတိုက်လေယာဉ်ကိုအသုံးပြုပြီးတော့ ဘုံအလုံး330ကျဲချတိုက်ခိုက်ခဲ့တယ်လို့လေကြောင်းအနေနဲ့စောင့်ကြည့်ရေးကင်းထောက်အဖွဲ့ Nationwide Air Scout NASC ထုတ်ပြန်ကြေညာပါတယ်ဖစ်ရှင်6ကတော့ကချင်ပြည်နယ်မြကြီးနားမြို့မှာပါကချင်ပြည်နယ်မြကြီးနားမြို့မှာတော့ AB လ3ရက်မနက်9:00နာရီမိနစ်50အချိန်မှာထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့လေကြောင်းအန်တီရဲ့စောင့်ကြည့်ရေးကင်းထောက်အဖွဲ့ Nationwide Air Scout NASC ထုတ်ပြန်ကြေညာပါတယ် စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုတွေကိုရက်ဆက်မယ်လို့ကြေညာချက်ထုတ်ပြန်တဲ့အချိန်မှာကလေးကပြည်သူလူထုအများစုကယုံကြည်မှုမရှိပဲအပြစ်သားရမှာအကျဲရမှာမဟုတ်ဘူးလို့လှောင်ပြောင်တယောခဲ့ကြပါတယ်ပြည်သူအများရဲ့အဲ့ဒီမယုံကြည်မှုဟာမှန်ကန်ကြောင်းစစ်ကောင်စီကအေဘီလာ3ရက်နေ့တရက်ထဲမှာပဲအတီးပြုတ်ပေးခဲ့ပါတယ်စစ်ကောင်စီကပြည်သူတွေရဲ့အထင်မြင်ချက်ကိုအတီးပြုတ်ပေးလိုက်တယ်လို့တောင်ရှိပါတယ်စစ်အုပ်စုဟာလိန်ညာမှုနဲ့ဂရိမတည်မှုအရာမှာခက်အဆက်ဆက်နာမည်ဆိုးနဲ့ ကြော်ကြားသူဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သူလူထုအများစုဟာစစ်အုပ်စုစစ်ကောင်စီရဲ့ပြောစကားတွေဂရိတွေကိုယုံကြည်ဖို့ခက်ခဲလေးရှိပါတယ်။1988ခုနှစ်မတ်လ23ရက်နေ့မှာစစ်မှုတပ်ကတို့ចောင်းသားကိုဖုံးမော်ကိုတနက်နေ့ပြစ်ခတ်တပ်ဖြတ်ခဲ့စဉ်ကစစ်အုပ်စုဟာတနက်တိုင်းရနဲ့တေဆုံးတာမဟုတ်ကြောင်းသတင်းစာရေဒီယိုရုပ်မြင်သံကြားတွေကနေပြီးတော့တိုင်းသည့်ပြည်သည့်လိန်ညာခဲ့တဲ့အတွက်ចောင်းသားတွေကဒေါ်လာအကြီးကျယ်ထွက်ခဲ့ကြဘူးပါတယ်။စစ်မှုတပ်ကတို့မော်ကွန်ဒိန်ဥပိုအေးကလက်မှတ်ထိုးအတီးပြုတ်ပေးတော့မှသာ ဆက်လက်ပြီးတော့မငင်းလာတော့ပဲနဲ့မတက်တာတဲ့အဆုံမှာဝန်ခံခဲ့ပါတယ်1990ပြည့်ရွေးကောက်ပွဲပြီးရင်လဲစစ်တပ်ကစစ်တမ်းရကိုပြန်မှာပါတမိုင်းတရခံအဖြစ်မခံပါဘူးလို့အကြိမ်ကြိမ်ဂရီပေးခဲ့ပေမဲ့မဆလာတစ်ဖြစ်လဲတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီရှုံ့နေပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအပြတ်အသတ်အနိုင်ရတဲ့အခါမှာတော့အာဏာလွှဲမပေးဘဲနဲ့နှစ်ပေါင်းများစွာစစ်တပ်ကဆက်လက်အုပ်ချုပ်နေခဲ့ဘူးပါတယ် 2020ခုနှစ်ရွေးကောက်ပွဲမှာလည်းစစ်တပ်ကကြောထောက်နောက်ခံပြုတဲ့ကြန့်ခံရေးပါတီအနိုင်မရပဲနဲ့ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက်ရှုံးနေပြီးတဲ့နောက်မှာဗိုလ်ချုပ်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာမခိုင်လုံတဲ့အကြောင်းပြချက်တွေကိုပေးပြီးတော့အတင်းအဓမ္မအာဏာလူယူသိမ့်ပိုက်ခဲ့ပါတယ်။အဲဒါလိုအတင်းအဓမ္မအာဏာလူယူသိမ့်ပိုက်မှုကြောင့်မြမသမိုင်းမှာမကြုံစဘူးထူးခဲလာတဲ့လူငယ်လူရွယ်လေးတွေရဲ့တော်လန်တိုက်ခိုက်မှုဖြစ်ပွားပြီးတော့ပြည်တွင်းစစ်မီးအခုအချိန်ထိ တဟုံဟုံတောက်လောင်နေခြင်းဖြစ်ပါတယ်ခင်ဗျာ။